ေသင်ပါက stylistic transformation style လွယ်လေးမှတ်မယ်ဆိုရင် grammar pattern เนาะအဲ့မှာဆရာ direct speaker နေပြီးတော့ indirect speaker ကိုကြောင်းမယ် indirect speaker နေပြီးတော့ direct speaker ကိုကြောင်းပါအောင်ဆရာပြောပြီးဆက်အဲ့တော့ direct speaker ဆိုတာကတိုက်ရိုက်ပြောစကားတိုက်ရိုက်ပြောစကားဆိုတာဘလိုပုံစံလေးလဲဆိုလို့ရှိရင်ပြောတဲ့သူရဲ့နားထောင်တဲ့သူရဲ့ရှိနေဒီမျက်တော့ဘူးပိတ်တယ်မှာပါရှိနေတယ်ဆိုလို့ရှိရင် 票我勒这个，是。internet 比书多干喽，啊，票不，好啦，有啥讲的？把那个注意，好、嗯、不？哎喽，大来干呢？票，internet 我讲没收入性，晓得不？第一张我亏一百，票子干亏了嘛？兄弟，一七一七，一七冬季股市啊，把那个样子，两部，啊，哎喽，哎喽，啊、把你试试、啊、把票那注意，单我这讲不一样没？ ဘတ်တီကြောင်းပြရမယ်ဘာတွေကြောင်းပြရမလဲဆိုလို့ရှိရင် pro now ကြီးကြောင်းပြရပြပြပါမယ် dsp ဆိုတာကကျတို့တိုက်ရိုက်ပြောတာတိုက်ရိုက်ပြောတဲ့ကောင်ကိုလက်ကြောင်ဖွင့်ပိတ်ပြီးကော်မာတွေကောင်ရင်နဲ့ဘာလို့လဲဆိုရင်ရေးမယ် interlace ပြရတော့ဒီလားပြောလိုက်ကြပါဟုတ်လားနော်အဲ့တော့ဒါကလည်း interlace ကိုပြောမယ်ကြောင်းမဲ့ဆိုလို့ရှိရင်ဒီမက်တောက်ဖွင့်ပိတ်တဲမှာရှိတဲ့ကြောစကားတဲ့မှာအချက်၃ချက်ပါလို့ပြရမယ်ဒီကြောင်းပြရပါမယ် အဲ့ကောင်တွေကဘာတွေဖြစ်မလဲဆိုရင်တိုင်းဘွက်တွေကြောင်းပြရမယ်။ဘတ်တွေကြောင်းပြရမယ်။ပရိုနောင်းတွေဘာလုပ်ပြရမလဲဆိုရင်ကြောင်းပြ။ဟုတ်နော်။အဲ့တော့ဒါတိုင်းဘွက်တွေကိုဘီဘီလို့ဘာလုပ်ပြရမလဲဆိုရင်ပြန်ပါ။ နေပြီးတော့ internet ကိုပြောင်းတော့မယ်တိုင်းွက်ဒီပြောင်း this ဆိုလို့ရှိရင် this ဆိုလို့ရှိရင် that this ဆိုလို့ရှိရင် this တို့ဒီအားဆိုရင်ဘယ်ရဟုတ်ပြီဒီအားဆိုရင်ဘယ်ရနောက်ဆိုလို့ရှိရင်အာ messenger မှတ်မယ် T H E N T H E N This does this to ရစရာ now then အကူဆိုလို့ရှိရင် before เนาะအကူဆိုရင်ဘာဖြစ်လဲဆိုရင် before today ဆိုလို့ရှိရင် that day ဟုတ်ပြီ that day သူသေးသူလို့ရှိရင်တက်ပြီသူမောရောဆိုလို့ရှိရင်မနေသေးဟုတ်ပြီဒီတနေ့ပြီကျက်စကားသေးသူလို့ရှိရင်တက်ပြီပေါ့တက်ပြီဖြူဟုတ်ပြီကျက်စတာသေးဆိုလို့ရှိရင်တက်သေးဖြူတက်သေးဖြူ ုတ်ပြီ land ဆိုလို့ရှိရင် the navy ဘိုးနောက်တစ်ခုမှတ်လို့ရသေးတယ်ဘာမှတ်လို့ရသေးရဲ့ဆိုရင် the previous day ဟုတ်ပြီလွယ်လာလေးပဲဆက်လို့မှတ်လိုက်မယ် the day before land ဆိုလို့ရှိရင် the previous land ဆိုလို့ရှိရင်ဗာဖြစ်မယ် the previous the previous land ဆိုရင် the previous နေဆိုလို့ရှိရင် the previous. following following ဟုတ်နော် next sunday ဆိုရင် the following sunday next sama ဆိုရင် the following sama next ဆိုရင် the following တော့ကြာပြန်လို့ရမယ်လက်တော့အဖွဲ့ဘိန်းတွေမှာရှိရပြောစကားထဲမှာအချက်၃ချက်ပြောပါမယ်အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှင်တိုင်းပေါ်တိုင်းပေါ်ကဘာတွေပြောမလဲဆိုရင် this ဆိုရင် that this ဆိုရင် to ကြားဆိုရင် there now ဆိုရင် that အဘိုးဆိုရင် before before today ဆိုရင် that day tomorrow ဆိုရင် the next day yesterday ဆိုရင် the day before the previous day next last ဆိုရင် the previous next ဆိုရင် the following ဒါလေးတွေကြောင်းတက်နေတာအဲ့တော့တစ်ဖက်ကကတစ်ဖက်ပဲကြောင်းရမယ်ဒါလေးကနေ internet speed ကိုကြောင်းမယ်ဆိုလို့ရှိရင် this ဆိုရင် that ကိုကြောင်းမယ် that ဆိုရင် this ကိုကြောင်းရမယ်ကြောင်းကြာလားလိုက်နော်အကဲတိုင်းဝက်တွေကြောင်းမယ်တိုင်းဝက်တွေအကုန်လို့ရပါတယ်ဒါခါလေးဆရာတို့မှတ်လိုက်နော်အဲ့တော့ဆရာတစ်ခေါက်ပြန်တော့မယ် this ဆိုရင် that ဒီဆိုရင်ဒိုပြီးရဆိုရင် there နောက်ဆိုရင် that အိုးဆိုရင် before today ဆိုရင် that day tomorrow ဆိုရင် the night day the night day yesterday ဆိုရင် the day before လက်ဆိုရင် the bb ရက်နေ့ဆိုရင် the following အဲ့လိုပြီးတယ်ဟုတ်လားပထမဆုံးအနေနဲ့တိုင်းဝက်ကြီးကြောင်းတယ်ဒုတိယအဆင့်အနေနဲ့ဘတ်တီကိုလုပ်မယ်ဆိုရင်ကြောင်း ကြောင်းနဲ့ခေါင်းပါတယ်အလွယ်ဆုံးပပလေးနဲ့ဆက်ပါလို့လည်းမဖြစ်ဘူးဟုတ်လားဘာဝမ်းဆိုရင်ဘတ်တီကြောင်ဘာဝမ်းဆိုရင်ဘတ်တီကြောင်ပဲဘတ်တူးဆိုလို့ရှိရင် heart plug ဘတ်တီကြောင်ဘတ်တူးဆိုရင်ဆရာတို့ဘာကိုကြောင်းမလဲသူတို့ရှိရင် heart plug ဘတ်တီကြောင်ပဲခုနကကျန်တိုင်းဝပြည်ကြီးကန်တို့အောင်ပြီးပါပြီးတော့မှပို့အောင်ကြည်လိုက်မှတ်မိတာ ုတ်ပြီအဲ့ဒါဆိုရင်ဒီဘက်ကနေပြီးတော့ဆက်ပြီးတော့ဈေးလိုက်နော်ဘတ်ဆိုလို့ရှိရင်ဘတ်တွေပြောင်းမယ်အဝမ်းဆိုရင်ဘတ်တွေပြောင်းမယ်ဘတ်တူးဆိုရင်ဟတ်ပလတ်ဘတ်တူးကိုပါလို့မယ်ဆိုရင်ပြောင်းပါဟုတ်နော်ကဲအဲ့ဒါလေးနော်ယူပါပြီပြီးတော့လို့ရှိရင်ဆရာတို့ဘာတွေပြောင်းမယ်ဆိုရင်နောက်တစ်ချက်အနေနဲ့ pronoun တွေပြောင်းပရိုနောင်းနေတော့နော်ပရိုနောင်းနေတော့ပဲပရိုနောင်းမှာပြောသူရှိမယ် ားထောင်လူရှိမယ်ဟုတ် I mean my name VS hour ကပြောတဲ့သူကိုပူဇော်ကြည့်တယ် I mean my name VS hour ကပြောတဲ့သူကိုပူဇော်ကြည့်တယ်ဟုတ်ပြီ I mean my name me uh အဲ့တော့ I mean my လောက်ပဲဆရာတို့တည်ထားမယ် I mean my my mindset တွေပါတယ်မိုင်းတွေ mindset တွေမှတ်မိဟုတ်လား I mean my နဲ့ VS hour အာမီမန်နဲ့ WS အဝါကပြောတဲ့သူကိုကိုစားပြုပြီးတော့ U U ယူဟာဆိုတာကနားထောင်တဲ့သူကိုကိုစားပြုတယ်ကြွားကနားထောင်နေသူကိုကြားပြီးဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့ကောင်တွေကိုဆရာတို့တတ်ပါဆန်တော့မလုပ်ပြရမှာသလို့ရှင်ကြောင်းပြရအာမီမိုင်နဲ့ဝီယက်ဆော်ဝါအိုင်ပြောတဲ့သူက ယောက်ျားလေးဖြစ်မယ်ဆိုလို့ရှိရင်ဘယ်ဦးပြောင်းပြရမယ်ဆိုလို့ရှိရင်ဟင်းဟင်းဟင်းဟစ်ကိုပြောင်းပြရတော့တူကယောက်ျားလေးဖြစ်မယ်ဆိုရင်ဟင်းဟင်းဟစ်ကိုပြောင်းပြရမယ်နောက်တော့လည်းသူလည်းယောက်ျားလေးဖြစ်မယ်ဆိုရင်ဘယ်ဦးပြောင်းပြရမယ်ဆိုရင်ဟင်းဟင်းဟစ်ကိုပြောင်းပြရမယ်ဟုတ်နော်ပြောရတဲ့သူနားရောင်းတဲ့သူကမဲကလေးဖြစ်မယ်ဆိုရင်ဘယ်ဦးပြောင်းပြရမယ်ဆိုရင်အာဟာဟာ ာတော့ဘာလို့ပြန်ရောက်လဲဟုတ်ပြီပြောတဲ့သူကကျတော့ဘာဖြစ်မလဲဆိုလို့ရင်ပြောတဲ့သူကအများပြစ်မယ်ဆိုလို့ရှိရင်ဘယ်ကိုကြောက်ပြရမလဲဒီတန်းတရားကိုကြောက်ပြဒီတန်းတရားဟုတ်နော်အဲ့တော့ pronoun အကြောင်းလေးတွေကဘာလဲဆိုရင် i mean my နဲ့ we are sawa ကပြောတဲ့သူကိုပြောသားကြည့်တယ် အဲ့ကောင်ကယောက်ျားလေးပြမယ်ဆိုလို့ရှိရင်ဘယ်လိုပြောင်းမလဲဆိုရင် he he hips ကိုပြောင်းမယ်မိတ်ကလေးပြမယ်ဆိုရင် she her her ကိုပြောင်းမယ်အများပြမယ်ဆိုလို့ရှိရင် they them they ကိုပြောင်းနားထောင်လေသူကလည်းပဲဒီတိုင်းပဲ you you ဆိုတာယောက်ျားလေးပြမယ်ဆိုလို့ရှိရင် army man ပြောင်းမယ်မိတ်ကလေးပြမယ်ဆိုရင် she her ပြောင်းမယ်အများပြမယ်ဆိုရင် they them they ကိုပြောင်းလို့ဆိုရှင်ပြောင်းနားလည်းအဲ့လိုပြောင်းတဲ့အခါမှာအားယောက်ျားဆိုရင် ဒီလောက်ပဲမိယောက်ျားဆိုရင်ဟင်းတောင်းမာယောက်ျားဆိုရင်ဘာကြောက်လဲဆိုရင်ဖစ်တောင်းအဲ့တော့သူတန်းနဲ့သူတန်းမှာရှိတဲ့ကောင်းလို့လဲဆိုတော့ဘာဖြစ်သွားမလဲဆိုရင်ကြောက်တော့နားလဲမလားနားလဲနော်အဲ့တော့ဒီတော့ယူရီးယားနှစ်ခုဖြစ်တယ်အပေါ်ယူကဘာလို့ခေါ်လဲဆိုရင်အပေါ်အတန်းယူက subject နော် subject ဆိုတာနော်လွယ်လွယ်လေး လွယ်ကူလုံးပွဲမဲ့ဆိုရင် subject ဆိုတာကဘယ်မှာရှိလဲဆိုလို့ရှိရင် bucket ရှိမှာ subject ကအပေါ်ရွာပါပြည့်လို့ဆိုလို့ရှိရင် subject မရှိမှာရှိ bucket ရှိမှာရှိတယ်ဒီဘက်ကတော့ဘာလို့လဲဆိုရင် object လွယ်လွယ်လေးပြောမယ်နော်ပပလေးမှတ်မယ်ဆိုရင် object ယူဆိုတာကဘယ်မှာရှိလဲဆိုရင် bucket နောက်ပါရှိဒါနော်ဟုတ်ပြီဒီမှာလဲဟာရာဟာရာနှစ်ခုဖြစ်နေဒီဟာရာက object ဟာဒီဟာရာက ပိုင်ဆိုင်မှုကိုပြတယ်ဟာအဲ့တော့လော်လော်လေးတော့ကွာဘာဖြစ်လဲဆိုလို့ရှိရင်မိုင်ဆိုလို့ရှိရင်ဟာကြောင်းပါဘူးဟုတ်လားအာဝအဲ you are ဆိုရင်လည်းမိကလေးဆိုရင်ဘာကြောင်းလဲလဲဆိုတာဟာကြောင်းကြပါရဲအဲ့တော့ရမယ်ဆိုရင်ဒါလေးခုပြီးတော့တခါရဲဒါလေးမလိုက်လိုက်လို့ဟုတ်လားတွေ့တဲ့ကမှာ IB မှာနဲ့ US ဆောင်သွားသူတို့ကိုစားပြုတယ်ပြောရတဲ့သူကိုစားပြုတယ် UU ရွာကနားတော်တဲ့သူကိုစားပြုတယ် အဲ့မှာပြောတဲ့သူနားထောင်သူကယောက်ျားလေးဆိုရင်ဘယ်ဥစုကိုပြောမလဲဆိုရင် he in is ကိုပြောမယ်မိန်းကလေးဆိုရင် she her her ကိုပြောမယ်အများဆိုရင် they them they are ကိုပြောမယ်အပေါ်တန်း subject က subject တန်း object က object တန်းကိုဆက်ဆက်ပိုင်းဆိုင်ကြီးကပိုင်းဆိုင်ကိုပိုင်းတော့ပါလို့မယ်ဆိုရင်ပြောနားလည်းနားလည်းနော်ဒါလေးကူလိုက်ဟာကူရင်လည်းမှတ်လိုက်နော်ဒီကောင်ကိုနောင်းလို့တောင်းတဲ့ လို့ရပြီနော်ကျိုး flow node ကြီးကောင်းလာတယ်လို့ရပြီအဲ့တော့ကျွန်တော် direct ကနေပြီးတော့ indirect ကိုကြောင်းတဲ့ခါမှာကြောစကားပြင်းထဲမှာရှိရအောင်အချက်၃၀ဘာလို့ပြရမလဲကြောင်းပြီအဲ့ဒါတွေကဘာလို့ပြင်းလဲဆိုလို့ရှိရင် time bot နဲ့ back ကဲ flow node အဲ့ကောင်တွေပါရင်ပါကလောက်ကိုဘာလို့ပြရမလဲဆိုရင်ကြောင်းပြရ time bot ကြီးကြောင်းတော့ this ဆိုရင် this ဆိုရင်တော့ that this ဆိုရင် that ဒီဆိုရင်ဟုတ်ပြရဆိုရင်ဘယ်ရနောက်ဆိုရင် အတန်တကူဆိုရင် before တူသေးဆိုရင်အဲ the next the တူသေးဆိုရင် that day တူသေးဆိုရင် that day tomorrow ဆိုရင် the next day ရက်စားသေးဆိုရင် the day before the baby at day the baby at day တခုလောက်ဝယ်မှာအောင် the day before the baby at day the baby at day လက်ဆိုရင် the baby at the baby at next ဆိုရင် the following the following ဟာအဲ့တော့တူသေးဆိုလို့ရှိရင် ူသိဆိုရင်တက်တယ်သူလိုက်ဆိုရင်တန်တာဟုတ်ပြီသူလိုက်ဆိုရင်တန်တာဘာမျိုးတွေပါတိတာလဲအဲ့တိုင်ဝက်တွေပါရင်တောင်းပြရမယ်ပြီးဘတ်တင်ပါရင်ဘယ်နှလုံးပါမှာပါလို့လို့ပါလို့ပြည့်တယ်ကိုတောင်းပြဘဝဆိုရင်ဘဒုပြဘဒုပြမယ်ဘဒုဆိုရင် half plus ဘဒုပြပြီးလို့ရှိရင် pronoun ညောင်း army man နဲ့ we are server ကပြောတဲ့သူကိုကိုးစားပြပြီးတော့ယူယူယူကနားတော်တဲ့သူကိုကိုးစားပြပြီးဟုတ်ပြီ အဲ့ကောင်တွေကိုကျွန်တော်တို့တက်ပါဆန်ကိုကြောက်ပြီဟုတ်လား RB mine နဲ့ US စာပါပြောရသူကယောက်ျားလေးနော်မီးဆိုပေမဲ့ကြောက်တယ်ဟင်းကိုကြောက်တယ်ဒါမျိုးတက်ပြီးတော့ပြည်ရ player ဆရာတို့မလုပ်နဲ့ဆိုလို့ရှိရင်ပုံစံလေးနော်မိကိုလေးတွေဖြည့်ကြည့်နေမှာဒီကောင်တွေကပြောတာဟုတ်လားအခုကျွန်တော်အဲ့ဒါ အဲ့တော့ဆရာအကျမ်းမြစ်ခွင့်လာတာဒါကအင်တာနက်မှာသူတို့ရှိရင်ဆရာတို့မနက်နေ့ရှိမယ်သူတို့ရှိရင်ဆရာတို့သုံးပြီးရှိမယ်ကွာ statement ရဲ့ command record ကို question ရဲ့ဆိုပြီးဆရာအကျမ်းမြစ်ပဲဆရာသုံးမျိုးခွင့်လာတယ်ဟာ statement statement ဆိုတာကလက်တော့အဖွင့်ရဲ့အဆောင်မှာဗာလီနဲ့စတယ်ဆိုရင် subject ဟာ ပြတ်သွားမယ်လေစမယ်ဆိုရင်တော့ဘာဖြစ်မှာလဲစိတ်ပါစိတ်မမှာလို့ရှိရင်စကစက်ကစကစက်ကစိတ်မမှာဆိုရင်စကစက်ကလက်ကိုပြီစိတ်မရှိတဲ့ကိုရှင်ရှိတဲ့ကိုမန်းတော့ပဲရှိတယ်ဟုတ်လားစကစက်တွေကဝက်ကြတစ်ခုနဲ့တစ်ခုနဲ့ဘာဖြစ်လဲဆိုလို့ရှိရင်မတူဘူးစိတ်မမှာဆိုရင်စကစက်ကလက်ကိုရှင်မှာဆိုရင် WH ပါရင် WH WH မှာပါလို့ရှိရင် if ဝဲတာ နော်ကိုမားလောက်တော့မှသူတို့ရှိရင်တူလို့ not တူလို့လဲကြာဒါကြောင့်မို့အခုပြီးတဲ့လေးတင်ပါက statement statement ဆိုတာကလက်တော့ကိုရဲ့အစမှာ subject နဲ့ verb နဲ့စတာပဲဆို statement ဒါဆိုရင်စကားစကားမှလည်းတူတယ်ဆိုလို့ရှိရင် verb နဲ့ verb နဲ့ဖြစ်တယ်ဟုတ်နော်အားလုံးကျေးဇူးတော် ုအစ်စပန်အနေနဲ့ statement နဲ့ပတ်သက်တဲ့ဆရာတို့မိကိုလေးတွေတင်ပြเนาะ statement ဆိုတာကဒီလိုလက်တော်အပွင့်ရဆောက်ပါဒါရဲဆောက်မယ်ဆိုရင် subject တွေဘတ်တွေနဲ့ဘာလို့ထားမလဲသူရှင်လေဆောက် subject တွေဘတ်တွေနဲ့ဘာလို့ statement statement မှာဆိုရင်စကားဆက်ကိုဘာသုံးမလဲဆိုလို့ရှိရင်အဲ that ကိုသုံးအဲ့တော့ဒီမြတ်တော်ဖွင့်ပိတ်တယ်မှာရှိတဲ့ပြောစကားတွေရပါဆရာတို့ကောင်းတယ်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  ိုက်ကောင်တွေကဘာလဲဆိုလို့ဆိုရင် time work ဘာရဲ့ပြန်ပြောမယ် time work ဒီဆိုရင်ဒီဆိုရင်ဒီအားဆိုရင်နောက်ဆိုရင်အဘိုးဆိုရင်အဘိုးဆိုရင် before သူသေးဆိုရင် today သူနိုင်ဆိုရင် tomorrow ဆိုရင် yesterday ဆိုရင် the day before the day before the previous day တခုတော့ဝယ်မအောင်နော်နောက်တော့ last ဆိုရင် the previous last night ဆိုရင် the previous night ဟုတ်ပြီနော်နေ့ဆိုရင် night ဆိုရင် the the following day that next ဆိုရင် the following day next day မှာ the following day next month ဆိုရင် the following ဒီ၃ခုဘာလို့ရမလဲကြောက်ကဲအဲ့တော့ဆရာတို့ example 1လေးကိုဆရာတို့ဖြေကြည့်အောင်ဟုတ်ပြီနော်ပြောင်းမဲ့အကောင်တွေကိုအရင်ဆုံးစဉ်းစားပြီးမှမှန်ကန်အောင်ဘာလို့လဲဆိုရင်ကြောက်အဲ့တော့ဒီကောင်ကစကားဆက်ပြောင်းပါ you ဆိုတာ pronoun တောင်းရမယ်။ can ဆိုတာ verb တောင်းရမယ်။ စစ်ဆိုတာလည်းဘတ်ပဲကဲတောင်းဖို့အထဲမှာပဲထည့်ထားလိုက်စစ်ဆိုတာဘတ်ကြောင်းရမယ်ဟီးယားဆိုတာဘာလဲဆိုလို့ရှိရင်တိုင်းဘွက်ကြောင်းအဲ့တော့စတူတို့စေးတို့စက်တို့အက်တို့ရက်ကွတ်တို့ဒီခေါင်းလေးခေါင်းထဲမှာတိတ်ပြီးတော့ပင်ပင်ပန်းပန်းနဲ့မထည့်ဘူးဟုတ်လားစက်တူဆိုရင်ဘာဘာလို့ကြောင်းလဲတိုးလို့ကြောင်းလိုက်တယ်ပပလေးပဲဒါလေးကိုတွေးထားတယ်ဒီဘက်အချမ်းလေးကိုပပလေးပဲတွေးထားတယ်စက်တူကိုတိုးလို့ကြောင်းတယ်နားထောင်သူပါရင်တိုးလို့ကြောင်းတယ်နားထောင်သူမပါရင်စက်အတိုင်းပါလို့မျိုးဒီလည်းရေးမယ် ဲ့တော့ဒါဒီမှာရေးလိုက်တော့မျိုးတိချဆက်ပြီးပြီးတော့လာ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 ဒါစကဆက်ကဒါဘာဖြစ်လို့လဲဆိုတော့ statement ဖြစ်တယ်เนาะဘာလို့ statement ဖြစ်လဲဆိုရင် subject နဲ့ verb နဲ့စမယ်ဆိုရင် statement ရိုးရိုးလေးကွဲမယ်ဆိုလို့ရှိရင် question မှာပါလို့ရှိရင် comment စကဆက်ကဘာဖြစ်လို့ဆိုရင် if ဟာ please to don't လို့ပါမယ်ဆိုလို့ရှိရင်အမိန်ပေးတောင်းပန်လေးတောင်းဆိုလို့ရှိရင်စကဆက်က to လို့ not to လို့နဲ့ဆက် ကျန်တဲ့ပိုင်းထုတ်ထားလိုက်တော့ယူလို့ဒီကောင် statement စကားဆက်ကပါဖြစ်နေတယ်ယူယူဆိုတာပြောသူကိုကိုသားကြည့်လားနားထောင်တဲ့သူကိုကိုသားကြည့်အဲယူကနားထောင်တဲ့သူကိုကိုသားကြည့်ယူဆိုတာကနားထောင်တဲ့သူကိုကိုသားကြည့်တယ်နားထောင်တဲ့သူက teacher လားလှ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 မိမမိမယူဘက်ကရှေ့မှာရှိရောဒီကောင်က subject ယူအဲ့တော့မိမယူဆိုရင်ဆရာတို့ဘာပြောလဲရှီ ူတန်းနဲ့သူတုံးမယ်နော်ဟုတ်ကံဘတ်ဘဝန်းဆိုရင်ဘတ်ပြောင်းကော့စစ်ဆိုတာဘတ်ပြောင်းရမီမှန်တော်လဲပဲဝေဝှရှက်ရှုတ်ကံကိုမိမိုင်းမတ်ဒူဒီကောင်ရဲ့တော့ဘာပဲလိုက်မယ်ဆိုရင်ဘဝန်းပဲလိုက်မှာဖြစ်တဲ့ပြကြောင်းလို့စစ်ဟီးယားဒေးယားဆိုဒေးယားအဲ့ဒီစားလို့ဘာဖြစ်လဲဆိုရင်ပြီးသွားဟုတ်နော်နံပါတ်2 ကြောင်းမဲ့ကောင်လေးတွေအရင်ရွေးလိုက်မယ်ပြီးတော့မှမှန်ကန်အောင်ကြောင်းမယ်စကဆက် I Bruno we but C but you Bruno tomorrow time what ဒီကောင်လေးဘာလုပ်ရမလဲဆိုလို့ရှိရင်ကြောင်းအောင်နားလည်မလားဟုတ်ပါဟုတ်ပြီအဲ့ဒါဆိုရင်ဆရာတို့ရေးလိုက်တော့မယ်တတိချာဟိုစတူကိုတူပြောင်းမယ်နားထောင်လို့ပါတဲ့အတွက်ကြောင့်ဒီချောချောအဲ့စကဆက် statement မလို့စကားဆက်ဘာကြောင့် statement လဲဆိုရင် subject နဲ့ verb နဲ့စားလို့ဟုတ်ပြီနော်စကားဆက် that အာပြောတဲ့သူကိုပူသားပြူတာနားထောင်တဲ့သူကိုပူသားပြူတာအဲ့ဒါပြောတဲ့သူကတတိချလားကြော်ကြော်လားဒါတတိချဒါတတိချအဲ့တော့ဒါတတိချဆိုတော့ဆရာသုံးတုံဆရာမတော့ဘူးဆရာဆရာပဲသုံးတယ်နော်ဆရာပဲပါလို့လည်းသုံးတယ်ဆရာယောက်ျားယောက်ျားအာမသုံးဘူးတီတီလိုသုံးဘူး ယောက်ျားအိုင်ကီလိုသုံးမယ်ယောက်ျားမိဆိုရင်ကီကိုသုံးမယ်ယောက်ျားမိုင်ဆိုရင်ကစ်ကိုသုံးမယ်ဒါလေးတော့ကျွန်တော်အတားလိုက်လေးသိအောင်လုပ်ကြဟုတ်လားဒါဒီဝေဘတူးကိုပြောမယ်ဟုတ်စီစီဆိုတာဘတ်မှန်ပြီမဲ့လို့ဝေဝှေ့ရှက်ချုပ်ကံကိုမိမိုင်းနဲ့တူရဲနောက်ပါဘာပဲလိုက်လို့ဆိုခါဝါမဲ့လမ်းတော့ဆင်းနေကြအောင်စီရယူနားတော့လေသူကပြောလို့နားနားတော့လေနားတော့လေသူနားတော့လေသူက ဒေတိချာလာကြွကြော်လာကြွကြော်ယောက်ျားကြွကြော်ဒီယူက subject ယူလား object object ဘာလို့လဲဆိုတော့ bucket အနောက်မှာရှိရင် object လွယ်လွယ်လေးပေါ်တာเนาะ object ယူဖြစ်တဲ့ကြောင့်မို့အလဲကောင်ကဖြစ်မယ်အဲ့တော့အလဲကောင်က he him his အလဲကောင်က him you 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 are အလဲကောင်က object ယူဖြစ်တဲ့ကြောင့်เนาะ bucket နဲ့ပြန်ယူ him အားလည်းပါဘာလဲ tomorrow the next day the next day တောင်းနော်တောင်းလို့တောင်းရကောင်ကြီးပြောလိုက်မယ်စကဆက်ဝေးပြောင်းအိုင်ပူနာတော့မယ်ဘတ်ပြောင်းမယ်စီဘတ်ပြောင်းမယ်ယူပြောင်းမယ်မရှိတော့ဟုတ်ပြီအဲ့တော့ဒဲဟတ်မတ်စတာဒဲဟတ်မတ်စတာတတ်တတ်ဒဲဟတ်မတ်စတာအဲ့တော့ဒီနားလေးသတိထားရမယ် ဟာဗတ်စတာပြောတယ်ပြောတဲ့သူကတခါတလေမှာပြောစကားအသွင်းနဲ့ကိုဗာဖြစ်တဲ့သူရောက်နေတယ်ဟာဗတ်စတာကျောင်းဆရာမကြီးကပြောတယ်ဘယ်သူကပြောလာလဲဆိုရင်မောင်မောင်ကိုပြောတာဒီမှာနားထောင်နေသူဗာဖြစ်တဲ့သူဆိုရင်ပါအဲ့ဒါကြောင့်မို့ကျတော့ဘာသုံးလဲဆိုရင် the head mistress to မောင်မောင်နားလဲပဲနော်ဒီ ဆရာမက်တော့ဘူးဗိတ်တယ်မှာပြောမယ့်ဟာကိုပဲအဓိကပြောဒီဘက်ကတော့ဟိုဘောင်းထဲမှာမထက်သေးဘူးပြင်မယ်လို့ပပလေးပဲပြပြီးပပလေးပဲပါလို့လည်းမရှိဘူးရေးလိုက်လေအဲ့တော့ the hat master နားထောင်နေပြီပါလဲပြောတာဘာဖြစ်နေသလဲဟုတ်နားထောင်နေသူကပြောစကားအပြင်ထဲမှာရောက်နေတယ်လူလဲဆိုလို့ရှိရင်အမှန်ဟုတ်မှောက်နားလဲမနော်ဟုတ်ပါဘူးဟော statement ဆောင်ကျန်တဲ့ဘယ်နဲ့စားတဲ့အတွက်ကြောင့် statement statement ဖြစ်တဲ့အတွက်ကြောင့်စကားစကားမှာသုံးမယ်သူရှိရင်အဲ့ ဟာပြောတယ်ပြောတော့သူကဟာမစ္စတရလာမစ္စတရမောင်မောင်လားဆိုတော့ the head mistress head mistress တော့ကျောင်းအုပ်ဆရာမကြီးမိမအိုင်ဆိုတော့ပါလို့လို့ရှိရှိလို့ဟုတ်ပြီနော်အဲဒီမီဆိုလို့ရှိရင်အောက်တော့မိုင်းတွင်အောက်တော့ဟုတ်ပြီနော်နောက်တစ်ခု we ဘာဝဘာတူကိုကြောက်မယ်ဟုတ်ဟောဒီဒီတော့အကြောင်းဒီမှန်တော်လေးဝီဝီရှယ်ရှုကန်ဖို့မိမိုင်းမကက်နောက်မှာဘာလို့လဲဆိုဘာဝကလည်းမတောင်းတော့ဘူးယူဆိုတာကနားထောင်လေနားထောင်လေသူကဘာလို့ဆိုလို့ရှိရင်မောင်မောင်ယောက်ျားဘက်ကနောက်မှာရှိရယူဖြစ်တဲ့တကြောင်မျိုး object ယူယူယူအလဲပါကယူ he him အလဲကောင်ကဘာဖြစ်လဲဆိုရင်နားလေမှာ ဘိုင်ဘိုင်ဟင် in the office in the office ပြောင်းပြရရှိရောဒါနော်အဲ့ဒါဆက်တော့မယ်ဟုတ်ပြီကြောင်းပါတိုင်းဒီကောင်ကပါလဲဆိုပြီး pruno အာ pruno တိုင်းဘွတ်ကြောင်းဘွတ်စလုံးကြီးပါပြတယ်သူရှိရဟုတ်ဟာကဲတော့ဒီကောင်လေးပြောင်းမယ်ဆိုရင်ရှိဆက်တက်ဆက်နားထောင်နေသူရှိဘူး စကဆက်ကဘာဖြစ်လဲဆိုလို့ရှိရင် the subject verb နဲ့စာတော့ statement ဖြစ်တဲ့အတွက်ကြောင့်ဘုံစကဆက်က the i ပြောရတူပြောရတူကဘာဖြစ်လဲဆိုရင် she she ဆိုတော့ဆရာတို့ဘာပဲပြန်သုံးလို့ she ပဲပြန် amen ဘာဘာတူကြောင့်လဲ amen ကဘာတူက amen ကဘာတူက was was where ဟုတ်နော် am is a အဲ M is get ဘာတူကဘာလို့လဲဆိုလို့ရှိရင် was အဒါချင်ရမှာကြာ happy birthday ဆရာပြန်ပြောတော့နော် M is get ဘာတူကဘာဖြစ်လဲဆိုလို့ရှိရင် was was going on holiday on holiday with her holiday with my my ဆိုတာကပြောတဲ့သူကိုကိုးစားပြုတယ်ပြောတဲ့သူက she I B my she her her ဆိုတဲ့ဆရာတို့ပါတော့ဟာ her ကိုတုံးမယ် her friend သူမရဲ့တင်ငယ်ချင်းဟုတ်နော် tomorrow ဆိုတော့ဆရာတို့မအောင်တော့လေ tomorrow နဲ့ next နားလည်လားနားလည်ပါနောက်နေ့ကျမှဒီဒါက statement တွေပြီးတော့ဒီလက်ဒီလက်တော့ညာနော်ဆရာတို့အမေးများတော့ဘာလဲဆိုရင် question ပဲ နော်ကိုဆွေအခုက statement နေပြီးပဲတည်တယ်ဘာလေးပဲ꽈ချလဲဆိုလို့ရှိရင်စကားဆက်တွေပဲပါဖြစ်လဲဆိုလို့ရှိရင်꽈ချမယ် statement ဆိုရင် that ကြိုပြီးပြောမယ်ဆိုရင် question ဆိုရင် wh ပါရင် wh wh မပါလို့ရှိရင် if whether နော် command တော့ command ဆိုလို့ရှိရင်ကျတို့ do နဲ့ဆက်မယ် don't နေနဲ့ဆက်မယ်ဆိုလို့ရှိရင်ဘာလေးနဲ့ဆက်မယ်ဆိုရင်စကားဆက်က not do နဲ့ဆက်ကျန်တာတွေကတော့ဒါလည်းဟုတ်ပါရဲ့ဒါလည်းမတူဘူးနောက်နေ့မှဆက်လို့ဆက်လိုက်ဟုတ်လား